မင်္ဂလာပါအခုရန်ကုန်မြို့ပလဲမြို့သစ် MTR ကုမ္ပဏီရဲ့မေတ္တာပေါ့ခွေးတို့ရဲ့ခေဟာရောက်ခိုင်းစန္ဒာစေတဲ့အတွေ့လေးတစ်ခုအခုငိမ့်ညာအခုနိဗ္ဗာန်ဆိုတဲ့နိဗ္ဗာန်ခေါ်ဆိုအရတာကိုဘယ်လိုသိရမလဲနိဗ္ဗာန်ရဲ့အရတာကိုဘယ်လိုသိရမလဲတဲ့ ယောရာဂခယောဒုစက္ခယောမောဟခယောအယံဝတ္တတိသဥပတိစေစာနိဗ္ဗာန်ထာတုလောဒောမောဟငိမ့်နေကတိကစရယ်ကွယ်နိဗ္ဗာန်ခေါ်ဆိုအရတာကိုဘယ်လိုသိရမလဲနိဗ္ဗာန်ရဲ့အရတာကိုထို့ဘယ်လိုသိရမလဲလောဘငိမ့်နေအခါဒေါသငိမ့်နေအခါ မောဟငြိမ့်တဲ့အခါဥပမာဘုဒ္ဓတရားနာနေတဲ့အခါတရားအာယုံမှာစိတ်ကိုနှင်းပြီးတော့တရားနာနေတဲ့အချိန်မှာတို့ရဲ့တဏ္ဏမှာ လောဘတွေတရင်ကငြိမ့်နေတယ်ဒေါသတွေငြိမ့်နေတယ်မောဟဆိုတဲ့မိုက်မဲမှုတွေငြိမ့်နေတယ်အဲ့ဒီငြိမ်းအေးနေတဲ့အရသာကိုနိဗ္ဗာန်လို့တို့တိမှတ်လို့ရပြီ တရားနာစဉ်မှာတခဏတာငြိမ့်တာအေးနေတယ်တရားနာစဉ်မှာတခဏတာငြိမ့်ပြီးတော့အေးနေအဲ့ဒီလောဘတွေဒေါသတွေမောဟတွေငြိမ့်နေတဲ့အခိုက်အဲ့ဒါဟာနိဗ္ဗာန်ရဲ့အရာသာအတိမှန်စွန့်ညာခုဧကံနိဗ္ဗာန်ငြိမ့်မှုရဲ့သာသနာကြုံညာရတာအာဆံစားလိုက်ပါကွယ် ကဲလို့တရားတွေလည်းတို့မနာချဘူးတရားကိုလည်းတို့မစင်ရင်မပွားများဘူးဆိုရင်တော့တို့မျက်စိဖွင့်လိုက်တိုင်းမျက်လုံးလေးကို ဖွင့်လိုက်တာနဲ့ကောင်းတဲ့ဟာတွေကိုကြိုက်တဲ့ဟာတွေကိုတွေးလိုက်တာနဲ့လောဘတွေဖြစ်လာလောဘဒုက္ခကိလေသာဒုက္ခပေါ့အဲ့ဒီလောဘတွေဖြစ်လာတဲ့အခါအဲ့ဒီတို့ကြိုက်တဲ့ဟာကို ရှာဖို့ပြောမယ်ပြုတ်မယ်ဆိုတော့ ကမ္မဆိုတဲ့ဒုက္ခတစ်ခုကိလေသာဒုက္ခရဲ့ကမ္မဒုက္ခအဲ့ဒီလိုတို့ပြုလုပ်ပြောဆိုစ조사နေတဲ့အခါမှာတို့ဖြစ်လာတဲ့ဒီပူလောင်မှုပြင်းမှန်းမှုတွေကိုတို့ခံစားရတဲ့အခါဒါဝိပါကဒုက္ခတရားမနာမကြမ်းမရှုမပွားပဲနဲ့တို့မျက်စိကိုဖွင့်လိုက်တိုင်းကိလေသာဒုက္ခရဲ့ကမ္မဒုက္ခရဲ့ ဝိပါကဒုက္ခလောဘဒုက္ခပေါ့ပြုရပြောရတဲ့ဒုက္ခခံစားနေရတဲ့ဒုက္ခဒုက္ခ၃မျိုးဖြစ်လာဘာလို့လဲတို့လောဘတွေဖြစ်လာတာနဲ့ဒုက္ခတွေတတိသတန်းကြီးဖြစ်လာကိုမကြိုက်တဲ့အယုံမှာဒေါသဖြစ်လာတာနဲ့ဒုက္ခတွေတတိသတန်းကြီးဖြစ်လာမယ်မာနတွေဖြစ်လာတာနဲ့ဒုက္ခတွေတန်းစီပြီးတော့ဖြစ်လာ ဒါဆိုရင်အဲ့ဒီလောဘဒေါသမောဟတွေချုပ်ငြိမ်းအောင်ထုတ်ဘယ်လိုလုပ်ရမလဲဒီလိုချုပ်ငြိမ်းအောင်လုပ်ဖို့ဆိုတော့အမှန်တရားကိုတို့သိရမယ်အတိမှန်စွန့်ညံအခုဧကံနိဗ္ဗာန်ငြိမ်းမှုရဲ့အတိမှန်ရဖို့လမ်းမှန်ဆိုတဲ့မေဇိမပฏิပရာလမ်းကိုတို့ရှောက်အောင်မယ်သီလလမ်းတမာတိလမ်းပညာလမ်း အဲ့ဒီတိလတမာရိပညာဆိုရဲမဲ့ကင်လမ်းကိုတို့လျှောက်လှမ်းလိုက်တာ ਨੇ လောကကြီးမှာရှိတဲ့အမှန်တရားတွေဖြစ်ပြီးပြည့်နေတဲ့အမှန်တရားအဲ့ဒီဖြစ်ပြီးပြည့်နေတဲ့တရားတွေထဲမှာနေဆဆိုရဲအနှစ်မရှိတော့အနေဆဒုက္ခဆိုရဲအနှစ်မရှိတော့ဒုက္ခအတ္တဆိုရဲအနှစ်မရှိတော့အနတ္တ အဲ့ဒီအနှစ်အတန်းမပါဆက်ဆုပ်เสียဖြစ်တဲ့သဘောကိုဒုက္ခသစ္စာလို့အတိမှန်နဲ့တို့သိလိုက်မယ်အတိမှန်နဲ့သိလိုက်တဲ့အခါမှာမောဟဆိုတဲ့ခိလေသာတွေတရင်ကငြိမ်းသွားတယ်အတိမှန်စွန့်ညံအမှန်တရားကိုသိပြီးတော့တို့ညံနဲ့စွန့်လိုက်တယ်ဒီခန္ဓာဒုက္ခကြီးဟာငါအတ္တမဟုတ်ပါဘူးဆိုပြီးတော့ညံနဲ့စွန့်လိုက်တဲ့အခါ လောဘကိလေသာတွေငြိမ်းသွားတယ်အတိမှန်စွန့်ညာအခုဧကံနိဗ္ဗာန်ငြိမ်းမှုရဲ့အဲ့ဒီခန္ဓာဒုက္ခကိုတို့စွန့်လိုက်တာနဲ့ဒုက္ခကနေလွတ်ပြီးတော့ငြိမ်းအေးမှုချမ်းသာကိုတို့ရတဲ့အခါဒေါသတွေတောကတွေငြိမ်းအေးသွားတဲ့တည်တင်ကအတိမှန်နဲ့မောဟကိလေသာငြိမ်းစေမယ် စွန့်ညံတဲ့လောဘကိလေသာကိုငြိမ်းစေမယ်အဲ့ဒီအတိမှန်နဲ့စွန့်ညံနဲ့စွန့်လိုက်တဲ့အခါမှာလွတ်မြောက်ပြီးတော့ငြိမ်းအေးမှုချမ်းသာတွေကိုရလိုက်တာနဲ့ဒေါသကိလေသာတွေငြိမ်းသွားနိုင်တယ်အဲ့ဒါလို့သူတော်ကောင်းတို့မဂ္ဂင်ရှင်းပါးနဲ့ရှုလိုက်တဲ့အခါတိလသမารိပညာသိခသုံးပါးပွားများပြီးတော့ရှုလိုက်တဲ့အခါမှာအတိမှန်ရလို့မောဟကိလေသာတွေတရင်ကငြိမ်းတာ နိဗ္ဗာန်တခုဒီခန္ဓာဒုက္ခကိုတို့ဆွတ်လိုက်တာနဲ့ဆွညာနဲ့တို့ဆွတ်လိုက်တဲ့ခါလောဘကိလေသာတွေငြိမ့်တဲ့နိဗ္ဗာန်တခုငြိမ့်အေမှုနိရောဓဆိုတဲ့အဲ့ဒီငြိမ့်အေမှုရတာကိုတို့ရလိုက်တာနဲ့ဒေါသဒုက္ခတွေငြိမ့်အေသွားတာလေဒါနိဗ္ဗာန်တခုအဲ့ဒါဆိုရင်သူတော်ကောင်းတို့တရားရှုပွားစေအချိန်တော့ ဒီလောဘဒေါသမောဟငြိမ့်တဲ့နိဗ္ဗာန်ကိုတို့စံစားလို့ရတယ်တရားရှုပွားပြီးတော့မနေနိုင်ရင်တောင် မှတရားနာကြတဲ့အခါဘုရားကိုအာယုံပြုတဲ့အခါမေတ္တာပွားတဲ့အခါမှာလောဘဒေါသငြိမ့်အေးနေတဲ့အချိန်မှာအဲ့ဒါကို နိဗ္ဗာန်အရသာလို့တို့သမုတ်လို့သတ်မှတ်လို့ရတယ်အဲ့ဒါကြောင့်နိဗ္ဗာန်ကိုနိဗ္ဗာန်ရဲ့အရသာကို တို့စံစားနိုင်အောင်လောဘတွေလည်းငြိမ်းနိုင်ကြပါစေဒေါသတွေလည်းငြိမ်းနိုင်ကြပါစေမောဟတွေလည်းငြိမ်းနိုင်ကြပါစေလောဘဒေါသမောဟတတင်ကငြိမ်းတဲ့နိဗ္ဗာန်ကိုစံစားနိုင်ကြပါစေ